62ကျင်းမြောက်ဆင်ကျင်းပါတယ်စကမ်းမြို့မဟာသူဝရယုံချောင်းတိုင်းမှ12ပါးမြောက်အဖြစ်တိပိတကတရတိပိတကကောဝိဒဖွဲ့ရွေးချယ်ဆက်ကချင်းခံယူရတဲ့ကတန္တအဘိသာတာလင်္ကာရပြိဝန္တအခုနဝိသိဋ္ဌပူဇာတဲ့ရှင်ရင်ကျင်းပါပြုလုပ်ကြတယ် မောဘီမြို့စေကိန်းတာရမဆရာတော်အရှင်စေကိန်းတာအမှုပြုသောတပိဒါကာရကမညာကရှင်းပါကြတယ်ကိပိတကတရခုနဝိသိဋ္ဌပူဇာမင်္ဂလာအခမ်းအနားတဲ့အခုလိုပိဋကသုံးပုံကိုနှုတ်တဲ့အာကုန်ဆောင်ထားတဲ့အရှင်မြတ်ကိုပူဇော်တယ်ဆိုတာ ဓမ္မကိုအလေးပေးတယ်ဆိုတဲ့သဘောမတ္တမထေရှားဓမ္မကိုတံမိုးထားတဲ့ဓမ္မပူဇာထိုရှင်မြတ်နှုတ်ထဲမှာရောက်ရှိလာတဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေဟာစာမျက်နှာအားဖြင့်ပြောမယ်ဆိုလို့ရှိရင်1026မျက်နှာရှိအဲ့ဒီ1026မျက်နှာ ဒါဒီကနေ့မြန်မာနိုင်ငံမှာရိုက်နှိပ်ထားတဲ့စာအုပ်အရေးအတွက်နဲ့ပြောတာပေါ့ဒီထဲမှာပေယလာမြုပ်ထားတာပေယလာဆိုတော့ထတူလာတာလေးတွေကိုမြုပ်ထားတယ်အဲ့ဒီမြုပ်ထားတာတွေကခေါ်ပြီးတော့ရိုက်မယ်ဆိုရင်တော့8000မကပါဘူး8000တော့ဖြစ်ချင်း8000ပါဆောင်အဲ့ဒီလိုထတူလာတဲ့စာကြောင်းများကိုမြုပ်ပြီးတော့ရိုက်ထားတဲ့စာအုပ်တွေရဲ့စာမျက်နှာ8026ပါရှိ အဲ့ဒီ2026မျက်နာတော့စာအုပ်တွေတဲမှာပါတဲ့ဘုရားမြတ်စွာရဲ့နှုတ်ကပတ်တော်တရားတော်များကိုနှုတ်တဲ့အာဟုဆောင်ခြင်းဖြင့်ထိုရှင်မြတ်ရဲ့နှလုံးသားထဲမှာဘုရားမြတ်စွာရဲ့တရားတော်တွေဂိမ်းဝတ်နေတယ်အဲ့ဒီဂိမ်းဝတ်နေတဲ့ဓမ္မတွေကိုတန်ဖိုးထားပြီးတော့အခုလိုပူဇော်ဝဲခြင်းပါချတာဖြစ်တယ်အဲ့တော့ဓမ္မကို အလေးပြုတယ်ဆိုတာအမတန်ကောင်းတဲ့အစဉ်အလာတစ်ခုဘာဖြစ်လို့ဒီလိုပြောရတော့ဆိုမြတ်စွာဘုရားကဘုရားဖြစ်သူရောက်ပြီးတဲ့အချိန်မှာတရားမဟောသေးဘူးဘုရွေလာတော့မှသရင်သုံးနေတုံးပဲအဲ့ဒီချိန်မှာဘုရားစဉ်းစားတယ်လောကကြီးပါတဲ့လေးစားရမယ့်ပုဂ္ဂိုလ်မရှိပဲနဲ့ နေရတာမကောင်းဘူးပေါ့တချို့ကတော့လူကြီးဖြစ်သွားလို့ရှင်ဘယ်သူမှအရေးဆိုင်ဆိုင်မလုပ်ဘူးလို့ဒီလိုထင်တယ်နော်တလောကလုံးအလေးပြုရတဲ့မြတ်စွာဘုရားစဉ်းစားဖို့လေးကိုစဉ်းစားကြည့်မြတ်စွာဘုရားကအလေးပြုရမယ့်အရာမရှိဘဲနဲ့နေတာဟာမကောင်းဘူးငါဘာကိုအလေးပြုရမလဲဘယ်သူကိုလေးစားရမလဲလို့ပုံပုံလေးကိုလိုက်ရှာကြည့်တယ်ရှာကြည့်တဲ့အခါကျတော့ ကိုယ်တော်မြတ်တဲ့တိလသမารီပညာပန်လွန်တဲ့ပုဂ္ဂိုလ်မဆိုတာဒီဓာတုအဆင့်တောင်ရှိတဲ့ပုဂ္ဂိုလ်ကမရှိဘူးမပြည့်စုံသေးတဲ့တိလပြည့်စုံဖို့မပြည့်စုံသေးတဲ့သမာဓိပြည့်စုံဖို့မပြည့်စုံသေးတဲ့ပညာပြည့်စုံဖို့ဆိုတဲ့အနေထားအဖြစ်လဲအလေးပြုရမယ့်ပုဂ္ဂိုလ်ကမရှိဘူးမရှိတော့လေးစားရမယ့်အရာ မရှိဘဲနဲ့နေတာဟာအကောင်းဆုံးလေးစားစရာတော့ရှိရမယ်လို့ စဉ်းစားရင်းကနေပြီးတော့ငါငါသိတဲ့တရားဓမ္မကိုပဲလေးစားပြီးတော့မြတ်မြတ်လုံးလုံးနဲ့အလေးပြုပြီးတော့နေမယ်လို့ဆိုတဲ့ဆုံးဖြတ်ချက်ကိုမြတ်စွာဘုရားခြားခဲ့တယ်။ဘုရားကဓမ္မကိုအလေးပြုပြီးတော့နေမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချလိုက်တာနဲ့တကြိမ်နဲ့မြတ်စွာဘုရားကိုတရားဟောဖို့တောင်းပန်တဲ့တာဝတိဓမ္မကြီးကချက်ချင်းဘုရားရှိခိုးပေါ်လာပြီး အရှင်တရားဆုံးဖြတ်ချက်မှန်လိုက်တာဗျာတဲ့ရှေးရှေးတုန်းကပွင့်တော်မူခဲ့ကြတဲ့ဘုရားတွေဟာလည်းပဲဒီလိုပဲဓမ္မကိုအလေးပြုပြီးတော့နေခဲ့ကြတာပါဗုဒ္ဓကိုယ်တိုင်ကဓမ္မကိုအလေးပြုတယ်ဆိုတဲ့သဘောပြောတာเนาะအဲ့ဒီမှာနောက်ဘွဲ့နောက်မူမဲ့ဘုရားတွေလည်းပဲဓမ္မကိုပဲအလေးပြုကြမှာပါအရှင်ဘုရားဆုံးဖြတ်ချက်ဟာမှန်လိုက်တာလို့ထောက်ခံပြီးတော့ ရှောက်ချခဲ့တယ်ပေါ့အဲ့ဒီမှာဖယားမှန်သမျှဟာဓမ္မဂရုဓမ္မကိုအလေးပြုတဲ့ပုဂ္ဂိုလ်ကြီးပဲသစ္စာပြန်ကိုယ်တိုင်ကလည်းသူကိုယ်တိုင်သိတော်မူခဲ့တဲ့တရားကိုအလေးပြုတယ်ဒါကြောင့်မို့တပ်ပေတတ္ထမဂရုနောဝိဟံတုဝိဟရံတိသအထောပိဝိဟရိတံတိအေတံဗုဒ္ဓနာ ဓမ္မတာဆိုရယ်မတ္တန်ကာသလေးတစ်ခုရှိဖယားမှန်လို့ရှိရင်အတိတ်နာကပစ္စုပန်ဘယ်တော့မှဖွင့်တဲ့ဖယားပဲဖြစ်ဖြစ်ဓမ္မကိုလေးကလူပြုတ်ပြီးတော့နေခဲ့ကြတယ်နေလဲနေနေကြတယ်နောင်လဲနေကြမှာပဲဒါဟာဘုရားမြတ်စွာဘုရားရဲ့လူရုပ်လုစဉ်ကျင်ရုပ်ကျင့်စဉ်ထုံတန်းဆန္ဒကြီးတစ်ခုပဲလို့ပြော အဲ့တော့ဘုရားကဓမ္မကိုအလေးပြုတော့ဘုန်းကြီးတို့တွေလည်းခုလိုတိပိကတရအရှင်မြတ်ကိုပြင့်ပြီးတော့ပူဇော်တာဟာလည်းဓမ္မကိုအလေးပြုတဲ့သဘောပဲဓမ္မကိုလေးလေးစားစားနဲ့ပူဇော်ကြတဲ့သဘောတော်မြတ်စွာဘုရားကိုယ်တိုင်ကဓမ္မကိုအလေးသလိုပြုခဲ့တယ်ဒါဓမ္မကိုပူဇော်ရင်ဝန်တာဆရာကောင်းတယ်ကိုယ့်ရဲ့ပူဇော်မှုကအလွန်ထူးမြတ်တဲ့ပူဇော်မှုမြတ်စွာဘုရားကိုယ်တိုင်က ကိုရောမြတ်ကိုယ်တိုင်ကလည်းဓမ္မကိုအလေးပြုပြုတယ်အလေးနဲ့ပြည့်ုံနဲ့မကဘူးဓမ္မကိုရှေ့လန်းတင်ပြီးတော့အဲဒါဟောနေရှိတယ်ဝက္ကလိမထေရကိုအထုတမီတတိပေးတဲ့စကားလည်းမှဆိုရောဓမ္မံပတ္တိပောမံပတ္တိဓမ္မကိုမတွေ့မမြင်မဲနဲ့ငါ့ကိုမမြင်ရဘူးလို့သူပြောတာအမတန်လေးနဲ့တဲ့စကားဓမ္မသိမှငါသိတယ် တရားမသိပဲနဲ့ဘုရားတွေ့နေတဲ့ပုဂ္ဂိုလ်ကြီးအများကြီးရှိတာပဲဒီတိရစ္ဆာန်နေလဲမြတ်စွာဘုရားစေတော်အကြောင်းနေတော့ဘုရားမြင်ညာမှာပဲပေါ့ဒါပေမဲ့ဓမ္မမမြင်သေးတဲ့အတွက်ကြောင့်ဘုရားလည်းမမြင်ဘူးအဲဓမ္မမြင်ဖို့ဓမ္မသိဖို့ကအတ္တကအရေးကြီးတယ်လို့ဆိုတာအမှန်တန်ထင်ရှားအဲ့တချို့ကဒီနေရာမှာမေးခွန်းလေးထုတ်ကြတယ်ဗုဒ္ဓနဲ့ဓမ္မဘယ်ဟာကမြတ်တယ်လဲဒီမေးခွန်းထုတ်တယ် ရက်တယ်ဆိုတော့ဘယ်ရှုတော့မှပြောအောင်ရှုတော့ရတာဖြေလို့ရမယ်ဘုရားကမြတ်တယ်လို့ပြောရမလားဓမ္မကမြတ်တယ်လို့ပြောရှုတော့မှကြည့်မယ်ဆိုလို့ရှင်ဘုရားဟာဘာကြောင့်ဘုရားဖြစ်ရသလဲဆိုရင်ဒီဓမ္မကျင့်လို့ဘုရားဖြစ်တာဒီဓမ္မဟာလောကမှာဘာကြောင့်ပေါ်ထွန်းလာသလဲသတ္တဝါအများပြန့်ပွားလာသလဲသတ္တဝါတွေကြားမှာပြန့်ပွားလာသလဲဆိုဘုရားကဟောလို့ အဲ့တော့ဖျားဖြစ်ဖို့ရှုတော်ကကြည့်မယ်ဆိုလို့ရှင်ဖျားတောင်ဖြစ်စေတတ်တဲ့တရားဆိုတော့ဓမ္မကမြတ်တယ်လို့ပြောလို့ရမြတ်စွာဘုရားကိုယ်တိုင်ကလည်းဓမ္မကိုလေးပြုတယ်လို့ဆိုခဲ့တယ်သို့တော့ဒီဓမ္မကိုဖော်ထုတ်တာဘယ်သူတုန်းဆိုဖျားအဲ့ဒီဖော်ထုတ်တဲ့ရှုတော်ကကြည့်မယ်ဆိုရင်ဓမ္မကိုမွေးဖွားပေးတာဖျားကမွေးဖွားပေးတာဖြစ်တော့ကြောင့်ဖျားမြတ်တယ်လို့ပြောအောင်ဒါကြောင့်မို့ဒီမေကွန်းကိုတတိယကြီးဖြစ်ဆိုလို့မရတဲ့မေကွန်းပြောလို့ ငယ်ငယ်တုန်းကလည်းဒီမိကုံမေးခဲ့ဘူးမေးခဲ့ဘူးလေတခါတရံကမဖြေနိုင်ဘူးဘုံဘုန်းကြီးတို့မဖြေနိုင်ဘူးအဲ့တော့တကယ်ကတော့သူရှူတော့တဲ့သူကြည့်ပြီးပြောမယ်ဆိုရင်တော့ဓမ္မကမြတ်တဲ့ရှူတော့ဘုရားကမြတ်တဲ့ရှူတော့အပြန်နာမယ်မြတ်စွာဘုရားကိုယ်တိုင်ကဓမ္မကိုစားပြုဒါကြောင့်မို့လို့မဟာယာနအတွေးခေါ်တွေထဲမှာ ဘုရားကိုဓမ္မကာယလို့ဒီလိုဆိုမြတ်စွာဘုရားကိုဓမ္မကာယဆိုတဲ့စကားလုံးကိုသုံးထားတယ် The body of Dhamma ပေါ့နော်ဘုရားကိုယ်တိုင်ကတရားကြီးပဲလို့ဒီလိုဆုံးတာပေါ့ဓမ္မကာယဓမ္မ body ရှိတယ်အဲ့တော့ဓမ္မဟာတန်ဖိုးအထာရဆုံးလို့ဒီလိုပြောရအောင်တန်ဖိုးအထာရဆုံးနောက်မြတ်စွာဘုရားသခင်ကိုရောမြတ်ပြိဋိဘံသံဃာနည်းမှာလည်းပဲကြည့် တခြားအဖွဲ့အစည်းတွေမှာခေါင်းဆောင်တကူမရှိတော့ဘူးဆိုလို့ရှိရင်ခေါင်းဆောင်တက်ပြီးရှိတယ်ပေါ့ဆက်ခံရတယ် successor ဆိုတာရှိမြတ်စွာဘုရားရဲ့ successor ဘယ်လိုလဲဒါလောကလားတွေအနေနဲ့ဆိုရင် Buddhist society ရဲ့အကြီးကြီးပဲလေဘုရားဘာသာအဖွဲ့ကြီးအမတမ်းမှကြီးတယ်တည်ထောင်တာကဘယ်လိုဘုရားအတည်ထောင်တာ Buddhist society ဟာ ဘိက္ခုအဖွဲ့အစည်းဘိက္ခုနီအဖွဲ့အစည်းဥပဒကအဖွဲ့အစည်းဥပတိကမအဖွဲ့အစည်းဆိုပြီးတော့ပြိဿတ်၄ပါးလို့လည်းခေါ်တော့ပေါ့အဲ့ဒီအဖွဲ့အစည်းကြီးကိုဘုရားရှိတော်ကဘုရားကခေါင်းဆောင်ဒါဖြင့်ဘုရားမရှိတော့ဘူးခေါင်းဆောင်လေမြတ်စွာဘုရားပြိဋိဘံသံဃိကသာသာသတုပြီကခောပကမောကလနာဆိုပုံနာရှိရှင်မနာပတိမြတ်က နန္ဒခဲမှာခောပလခောပကမောကလနာပုံနာကြီးရဲ့လုပ်ငန်းခွင်ကိုရောက်သွားတယ်။ရောက်သွားတဲ့အခါကျတော့ပုံနာကြီးရဲ့ကျိုးဆိုလို့ရှင်အနန္ဒကိုစီးပြီးတော့မေးတဲ့မေးခွန်းကဘာမေးတော့ဆိုရှင်အနန္ဒရှင်ဘုရားတို့မှာဂေါရမပြိဋိဗံဆံသွားပြီဆိုတော့ဂေါရမဘုရားနဲ့အကြီးချင်းထပ်တူရှိတဲ့ကိုရောင်များရှိသလားလို့မေးတော့ရှင်အနန္ဒမရှိဘူးလို့ပြောတယ် အဲ့ဒီအချိန်မှာဘယ်သူရောက်လာတော့ဆိုရင်လုပ်ငန်းတွေကိုလိုက်ပြီးတော့စစ်ဆေးတဲ့ဝတ္တကာရဆိုတဲ့ဝန်ကြီးချုပ်ပေါ့မဟာမတ္တလို့ခေါ်သူရောက်လာတော့လည်းစကားပြတ်သွားပြတ်သွားတဲ့အခါမှာသူကဒီမိဂွန်းဆက်မေးတယ်ဝတ္တကာရအရှင်ဂေါရမပြိဋိဘံဆံသွားပြီဆိုတော့တဲ့ဒီအဖွဲ့အစည်းကြီးကိုသူကဥဆောင်အရှင်ဂေါရမကများခေါင်းဆောင်တဲ့ကိုရွေးချယ်ပေးခဲ့သလားတဲ့ ရှင်ဂေါတမအရေးချင်းရှိတဲ့သံဃာဖွဲ့စည်းရေးကိုကောင်းဆောင်ဖို့ရှင်ဂေါတမရဲ့နေရာကိုဆက်ခံတဲ့ပုဂ္ဂိုလ်ခန့်ထားခဲ့သလားလို့မေးတာဒါအလွန်စိတ်ဝင်စားစရာကောင်းတာပဲဟုတ်တယ်ဖွဲ့စည်းတခုလောကမှာဆိုလို့ရှိရင်ကောင်းဆောင်မရှိတော့ဘူးဆိုတော့ဘာလို့တောင်းလဲခန့်ထားလို့ရှိတာအဲ့တော့ခေါင်းခန့်ထားသလားလို့မေးလိုက်တော့ရှင်နာနာဖြည့်တယ်မခန့်ထားပါဘူးဒီမှာကောင်းဆောင်မရှိပါဘူးဒါဖြင့် အရှင်ဂေါရမကမခန့်အပ်ခဲ့ဘူးဆိုလို့ရှိရင်ကျန်ရစ်တဲ့တန်ဃာဓုကနေတန်ဃာအဖွဲ့စည်းကြီးကနေပြီးတော့ရှင်ဂေါရမရဲ့ကိုလာယာရုဆက်ခံမှုများတင်မြောက်ထားတာရောရှိတာဆိုမရှိဘူးဒါလိုပဲရှိအဲ့ဒါဆိုရင်ရှင်ဘုရားတို့ခေါင်းဆောင်မရှိဘူးပေါ့အာဘိုးရံမဲ့နေတဲ့အဖွဲ့စည်းကြီးတခုဖြစ်မနေဘူးလားဆိုတော့အရှင်အနန္ဒာကဟာမဟုတ်ဘူးတဲ့တို့မှာခေါင်းဆောင်ရှိတယ် တို့မှာအကုရရဲ့ရှိတွေ့အကုရဓမ္မပဲဆိုလိုတာကဘုရားရဲ့ success ဟာဓမ္မရှင်အနန္ဒာကိုမြတ်စွာဘုရားကပြိဋိဘံစံဃာနည်းမှာရှင်အနန္ဒာကိုပြောခဲ့တဲ့စကားလေးတစ်ခုရှိဘာလို့ဆိုရင်ယောအနန္ဒမယဓမ္မောစဒေတိတောဓမ္မောစဝိနယောစဒေတိတောပညတ်တောသောမမစ္စေနတထာ ငါဟောခဲ့တဲ့ဓမ္မငါပြညတ်ခဲ့တဲ့ဝိနည်းငါမရှိတဲ့နောက်မှာမင်းတို့ရဲ့ဆရာဖြစ်လိမ့်မယ်ဆိုဒါအကောင်းဆုံးခံခဲ့တာဓမ္မကိုပဲအကောင်းဆုံးခံခဲ့တယ်အဲ့ဒါမှသဘာဝကျတယ်ပုဂ္ဂိုလ်ကိုရွေးချယ်ခဲ့မယ်ဆိုရင်အရင်သေးရမရှိမိတဲ့အရင်ချင်းရှိတဲ့ပုဂ္ဂိုလ်မရှိဘူးမရှိနိုင်တဲ့အတွက်ကြောင့်ဒီဆိုဆိုင်ကြီးတစ်ခုကိုပုံစံကျကျကောင်းဆောင်ဖို့ဆောင်ဖြစ်နေတယ် အဲ့တော့မြတ်စွာဘုရားကတရားဓမ္မကိုအပြည့်အဝခေါ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီဓမ္မတွေအတိုင်းလိုက်တာချက်သုံးခြင်းဖြစ်ဒါဒီအဖွဲ့အစည်းကြီးရှင်သန်ပြီးတော့ကြီးပွားတိုးတက်နေပါပဲဆိုတော့ဓမ္မကိုဘလောက်အလေးနဲ့ထားခဲ့တယ်ဆိုတာဒါအမတန်ထင်ရှားတယ်ပေါ့ဒါကြောင့်မို့လို့အခုလိုကုသိုလ်ဝေးကြီးကိုကျင့်ပါတာဓမ္မကိုပူဇော်ကြတာပဲဓမ္မကိုတန်ဖိုးထားတဲ့ပရိသတ်တွေပူဇော်ကြတယ်ဆိုဓမ္မကိုတန်ဖိုးထား ဒီတံပိုးထားတာအလွန်မှန်ကန်တယ်။မြတ်စွာဘုရားကိုယ်တိုင်ကလည်းတံပိုးထားတယ်။အခုဘုရားရဲ့တပည့်သားသာဝကတွေကအလုံးဓမ္မကိုတံပိုးထားပြီးတော့ကုသိုလ်ကြ။မြတ်စွာဘုရားလက်ထက်တော်အခါကလာတော့ကထူးထူးဆန်းဆန်းစဉ်းစားတဲ့ပုံနာကြီးတယောက်ပေါ်လာခဲ့ဦးတယ်။သူကဘာစဉ်းစားတော့ဆိုရင်အေးဗုဒ္ဓပူဇာဘုရားကိုကုသိုလ်တယ်ဆိုတော့ဘုရားကတတော်တရားရှိနေသေးတယ်ဆို ဘုရားကိုပူဇော်ရတော့ဗုဒ္ဓပူဇာဆိုတာထင်ရှားတယ်ပေါ့တန်ခါတွေလည်းရှိနေသည့်အတွက်ကြောင့်တန်ခါပူဇာဆိုတာလည်းထင်ရှားတယ်ဓမ္မပူဇာလုပ်ခြင်းဘယ်လိုလုပ်မလဲနော်တရားတော်ကိုပူဇော်ခြင်းလည်းဘယ်လိုလုပ်ရမလဲဆိုတော့ရသော်ဘုရားကဗာမင်းရှိလို့ဆိုအေးဗုဒ္ဓရဲ့ဓမ္မတွေကိုနှုတ်တဲ့အာကုံဆောင်ထားတဲ့ ဘောဓုတ္တရှိတဲ့ယင်တဲ့နှလုံးထဲမှာတရားဓမ္မတွေကိန်းနေတဲ့ပုဂ္ဂိုလ်သာပူဇော်အဲ့ဒါဆိုရင်ဓမ္မပူဇာပဲပုဂ္ဂိုလ်ကိုညွှန်လိုက်တာဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘဟုဆိုတာစာပေကျမ်းဂန်ဘုရားဟောတဲ့တရားဓမ္မတွေကိုအများကြီးသုတတင်ထားတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကိုပူဇော်လို့ဆိုတော့ဒါဖြင့်အဲ့ဒီပုဂ္ဂိုလ်ဘယ်မှာရှာရမှာတော့ဆိုတော့ မြတ်စွာဘုရားအဲ့ဒီမိကုံးကိုတော့ဘုရားကရှောင်တိန်လိုက်တယ်။အေးဘုဒ္ဓရှိတဲ့ပုဂ္ဂိုလ်ဘသူတွေဆိုတာတန်ခါကိုသွားမေးတယ်သူမမေးဘူး။ဘုရားကဖြေပေးလိုက်မယ်ဆိုလို့ရှိရင်တော်ကြကြတော့လူတွေကပဲလိုက်တယ်လို့ထင်တတ်တယ်လေ။ဟောဘုရားပဲမဲ့လို့ပဲလိုက်တယ်လို့ထင်တတ်သေးတယ်။တဘာဘာကိုရွေးပေးလိုက်လို့ရှိရင်ပဲလိုက်တယ်လို့ထင်မှာဆိုလို့မြတ်စွာဘုရားအဲ့ဒါကိုရှောင်လိုက်တယ်။ဒါလည်းအလွန်လိမ္မာပန်းတဲ့ကိစ္စတစ်ခု။ ရှောင်သိရှောင်တိုက်တယ်အဲ့တော့တန်ခါသွားမေးဆိုတော့တန်ခါကဘုရင်ရွေးပေးတော့ရှင်အနန္ဒာရွေးပေးလိုက်တာဟုတ်တာပေါ့ရှင်အနန္ဒာကဘုရားဟောတဲ့တရားတွေရက်ဆောင်ဘုရားစီကတပည့်ခန္ဓာပေါင်း၈၂၀၀၀၀သင်ပြီးတော့သူကနှုတ်တဲ့ဆောင်တာကရဟန္တာတွေရှင်သာရိပုတ္တရာတို့စီကသင်ထားတာတပည့်ခန္ဓာပေါင်း၂၀၀၀အလုံးတပည့်ခန္ဓာပေါင်း၈၄၀၀သူ့နှိတ်ထဲမှာရှိတယ် အဲ့တော့ရှေးခေတ်တုန်းကတော့ဒီဓမ္မတွေဟာစာအုပ်အနေနဲ့မှတ်ထားတာမဟုတ်ဘူး oral tradition လို့ခေါ်တဲ့အတိုင်းနှုတ်သက်ဆောင်တဲ့ခေတ်ပဲဘုရားဟောတဲ့အချိန်မှလည်းပဲနားဆိုင်ထောင်ပြီးတော့အဲ့ဒါကိုမပြောင်းမပြက်အောင်နှုတ်ကအငြင်းတိုင်းရွတ်ဖတ်တဲ့ဆဲချရာအဲ့ဒါနဲ့ကျင်းပြီးတော့မရဘူးမေ့သွားနိုင်တဲ့စာဆိုတာနော်စာထဲမှာရေးထားတာမဟုတ်ဘူးဘုရားရွတ်တဲ့အတိုင်းလိုက်ရွတ်နိုင်အောင်နှုတ်သက်ဆောင်ကြရတယ် အဲ့ဒီ oral tradition ကဘုရားလက်ထက်မှာ45နှစ်ရှင်အန္နာရာတို့ပိဋကတ်သုံးပုံဆောင်းတယ်ဆိုတာနှုတ်နဲ့သင်နားနဲ့သင်ဒါကြောင့်မို့ဘောဓိတအများကြီးကြားတယ်ဆိုတဲ့နားကိုအသုံးပြုတဲ့တုဒ္ဒဆိုတဲ့စကားလုံးကိုအသုံးပြုတာပေါ့ခုခေတ်ဆိုရင်စာအုပ်ကြည့်ဖတ်လို့ရှိရင်ဒိဋ္ဌဆိုတာနဲ့သုံးညသုံးမှာပေါ့နော်စာအုပ်တွေအများကြီးကြည့်ထားတယ်ဆိုရင်ဘုဟုဒိဋ္ဌလို့ပြောကောင်းပြောလိုက်မှာပေါ့အေရှန္နာနာတို့ခေတ်တုန်းကတော့ ် oral tradition ဆိုတော့နှုတ်တဲ့ဆောင်းတာနှုတ်တဲ့ဆောင်းလာတယ်အဲ့ဒီနှုတ်တဲ့ဆောင်းလာတဲ့ခေဟာလောက်ထီအောင်သွားတော့စိဘုရားပြိနေဗံစံပြီးတဲ့နောက်မှာနှစ်ပေါင်း450တိနှုတ်တဲ့ဆောင်းလဲနှစ်ပေါင်း450နှုတ်တဲ့ဆောင်းလဲတဲ့တရားတွေကိုကျမနောက်တစ်ခေတ်ရောက်လာလို့ရှိရင်ကြောက်ပြတ်မှာစိုးစလုံးအဖြစ် အပန်းကိုအတုလုပ်ပြီးစလုံးအဖြစ်အခရာနဲ့ပြောင်းပြီးတော့ရေးခဲ့တယ်။ပထမဆုံးအခရာကဘာအခရာလို့တော့ပြောလို့တော့မရဘူး။သို့တော့တီဟိုကျောင်းမှာဆိုရင်ဆင်ဟာလီအခရာဖြစ်နိုင်တယ်ပေါ့။တီဟိုကျောင်းမှာစရေးတယ်ဆိုရင်ဆင်ဟာလီအခရာနဲ့စရေးတယ်ပေါ့။အပန်းကိုတင်ဂေတလုပ်ပြီးရေးတာ။ဒီကနေ့စာပေတွေဆိုတာအပန်းကိုတင်ဂေတနဲ့ရေးထားတာတွေပဲပေါ့။အဲ့ဒါလို့အခုရေးထားတဲ့ စာပေတွေဟာနှစ်ပေါင်း450ရဲ့ဒီဘက်မှာစာအုပ်ဖြစ်လာပြီးတော့ထိုစာအုပ်တွေကနေပြီးတော့ကျက်မှတ်ပြီးတော့နှုတ်ထဲရောက်အောင်လုပ်လာကြတယ်အဲ့ဒီနှုတ်ထဲရောက်လာတဲ့အခြေအနေဟာမြန်မာနိုင်ငံမှာတော့တည်ထက်ခိုင်မြဲနေတော့မှရှိသေးတယ် memorization ပေါ့ memorize လုပ်တာမြန်မာနိုင်ငံမှာရှိသေးတယ်ရှိတော့ကလေးကအာကုန်ရမှအာဃအတူဆိုပြီးတော့ ြောကြတယ်။ယေရှုဘုရားတရားတော်တွေသိုံနေမဟုတ်ဘူး။ဘုရားဟောတဲ့တရားဓမ္မတွေကိုနှုတ်ကရွတ်နိုင်ရ။ရှင်နဲ့နှလုံးထဲမှာဆောင်းထားရ။ယေရှုဘုရားကိုယ်တိုင်ကိုယ်ကလည်းပဲစာပေနဲ့ပတ်သက်ပြီးတော့အစဉ်အသင့်မိန့်ကြားခဲ့တဲ့စကားတစ်ခုရှိတယ်ပေါ့။နံပါတ်၁ကဘဟုတုတ္တ။အများကြီးသင်ထားတယ်။တုတ္တ။နားထောင်ပြီးတော့သင်ထားတယ်။ တင်ထားပြီးတဲ့အခါမှာဓာတာနှုတ်ထဲမှာဆောင်းထားနော်တင်ထားပြီးတော့မမေ့မပြောက်အောင်လှုပ်ထားမိစွာလို့မရဘူးခုကြည့်လေမင်္ဂလာတော့ပဲကြည့်ပေါ့အသေဝနာစဘာလနာပဏိတာနဲ့စသေဝနာပူဇာစပူဇနီယနာဧတမင်္ဂလာမௌတမဆိုရယ်ဒီစာပဲလေးဟာကြည့်တင်ပြီးတဲ့နောက်မှာနှလုံးသားထဲမှာကျန်းနေတယ်ထင်းကျန်နေတယ် အဲ့တော့ဒါကိုဆောင်ထားတယ်လို့ခေါ်တယ်ကိုနှလုံးသားထဲမှာရှိနေတယ်အဲ့ဒီရှိနေတဲ့ဟာဟာမယုတ်ပဲနေလို့ရှိရင်လည်းပဲမှားမှန်းရဲရဲနေဖြစ်တယ်ဒါကြောင့်မို့တတိယအချက်ကတော့ဝသတာပရိစိတာမကြမကြရွတ်ပြရမကြမကြနှုတ်ကနေထုတ်ပြီးတော့ရွတ်အောင်ဒါဝသတာပရိစိတာလို့ခေါ်တယ်အေးရွတ်ရုံနဲ့မကဘူးစိတ်ကလည်းပဲဆင်ញင်သုံးသပ်မှုလိုအပ်သေးတယ် အလေးနဲ့ထားပြီးတော့တွေးတောဆင်ခြင်မှုစိတ်နဲ့လည်းပဲဒီဆင်ခြင်ရမယ်မနတာနုပိခိတာစတုထအပိစမကြတော့ဘာလို့ဆိုဒိဋ္ဌိယသုတ်ပတိဝိတာအတိညာနဲ့အတိတ်တွေကိုနားလည်ရမယ်လို့ဆိုဒီအဆင့်ရောက်မှပြီးတယ်ပေါ့အဲ့တော့နမတိကသင်နာနမတိကမမေ့အောင်မှတ်ထားတာနံပါတ်3က ရွဖတ်တဲ့စေတာနံပါတ်၄ကစိတ်ထဲကအလေးနဲ့စဉ်းစားတာနံပါတ်၅ကအသိဉာဏ်နဲ့စူးစမ်းဆင်ញင်တာထိုရင်းရည်သိတာလို့ဆိုစာပေကျမ်းကမှဒီလိုအဆင့်နဲ့အဆင့်လိုက်လာကြဒီကနေ့ခေတ်ရောက်လာတဲ့အခါကျတော့မြန်မာနိုင်ငံမှာကဒီအလွတ်ကျက်တဲ့ memorize လို့လောက်တဲ့ဟာမျိုးမြန်မာနိုင်ငံမှာအမှန်တမ်းခေတ်စားနေတော့ရှိတယ် တခြားနိုင်ငံတွေကပျောက်သွားတရားဘုန်းကြီးတို့ပြည်ပြည်ဆိုင်ရာတင်ရောရဘုရားသာသနာပြုတဲ့ကတူမှာသင်နေကြတယ်။ကျောင်းသားတွေစမိတဲ့အခါကျတော့မင်းဒါလေးရအောင်ကျက်ဖို့နှုတ်တဲ့ဆောင်းထားပါဆိုသူတွန့်တွန့်သွားနော်ကျက်ထားအောင်မယ်ဆိုရင်ဂါထာလေးတစ်ပုဒ်တော်ကျက်ချင်းတချို့ကဘာပြောတော့ဆိုရင်နောက်ဘဝကျမှဗမာပြည်လူဖြစ်မှပဲကျက်တော့အဲ့တော့ကျက်တဲ့အစဉ်လာဗမာပြည်မှာပဲရှိတော့တယ်အခု။ နော် oral tradition ကဗမာပြည်မှာပဲရှိတော့ပျောက်သွားပြီအေးမကြက်ရုံနဲ့မကားဘူးတချို့ဘာလို့ကြက်ထာတောင်အပြစ်ပြောလာတခါတော့ငါကြားလိုက်တယ်ထိုင်းကဘုန်းကြီးတော်ကပြောတယ်ဗမာပြည်မှာပိဋကသုံးပုံအလွတ်ကျက်တဲ့တိပိဋကတရားတွေရှိတယ်ဆိုတော့ဒါပြောတော့ဆိုစာအုပ်မရှိလို့လားလို့မေးတယ်အဲ့လိုလွတ်ကျင့်တယ်စာအုပ်မရှိလို့လားစာအုပ်ရှိရင်ဖွင့်ကြည့်ပြီးတာပဲပေါ့သူဆိုတာအဲ့ အဲ့ဒီလိုပေါ်ပေါ်တွေးလာတဲ့အနေအထားတွေအများရှိသို့တော်လည်းတစ်ခါကကြည့်မယ်ဆိုလို့ရှိရင်အဲအဲ့ဒီနိုင်ငံသားတွေပဲပြောတယ်နိုင်ငံသားတွေကပြောတယ်တခြားနိုင်ငံရောက်လို့တိကျင်တာများမေးလိုက်လို့ရှိရင်နေအောင်စာအုပ်ကြည့်အောင်မယ်စာကြည့်လိုက်သွားလိုက်အောင်မယ်စာအုပ်ကြည့်လိုက်မှစာအုပ်ရှာပြီးမှနောက်ရက်ကျမှဖြေမယ်လို့ဒီလိုပြောကြတယ်ဘာဖြစ်လို့လဲဆိုတော့နှုတ်ထဲမှာရှိအောင်ရှိတာနှလုံးထဲမှာမရှိဘူးလို့ဆို မရှိတော့စာထဲမှာရှာရမယ်သူတို့ခုခေတ်ကတော့ကွန်ပျူတာလေးနဲ့ဝေဒနာစာပန်ဝေဒနာအကြောင်းဆိုတာဘယ်မှာရှိလဲဆိုကွန်ပျူတာလေးရိုက်ထည့်ပြီးတော့ကွန်ပျူတာမေးဦးမယ်ပေါ့နော်သူကိုယ်တိုင်မသိလို့ကွန်ပျူတာကိုမေးရအောင်လို့ပေါ့စာကြည့်လိုက်သွားပြီအဲ့ဒီလိုတွေဟောသူတို့ကပြောတာနော်ဗမာပြည်ကဆရာတော်တွေကြတော့အခုမေးလိုက်ရင်အခုဖြေနိုင်တယ်တဲ့သူကဖြေနိုင်တာပေါ့ဗမာပြည်ရဲ့ဆရာတော်တွေက memorize လုပ်တာပေါ့ ဘယ်နေရာဘယ်စားဘယ်ထဲပါတယ်ဆိုတာချက်ချင်းထပြီးပြောနိုင်တယ်ဘယ်နေရာမှာပါလဲဟိုရှိတော့ကပေနဲ့တင်နေဆရာတော်ကြီးတွေကတော့ပို့တော်နေတယ်ဆရာတော်ကြီးတွေမှာသွားစားမေးလိုက်လို့ရှိရင်အေးဘယ်ပေချက်မှာကြောမှာယင်မှာအကြောင်းဘလောက်မှာရှိတယ်ဒီစားပတ်ဟောပေနံပါတ်1နဲ့ကွာပြောတာရှေးဆရာတော်ကြီးတွေ memorize ဘလောက်ကောင်းတယ်ဆိုတာเนาะ အဲ့ဒီအစဉ်လာတခုကကဘာမှာကွယ်သလောက်ဖြစ်ပြီးတော့မြန်မာနိုင်ငံမှာသာရှိတယ်။မြန်မာပြည်ကလူလူလူမျိုးတွေကလည်းပဲဒီလို memorize လုပ်ပြီးတော့ရှင်တဲ့နှလုံးထဲမှာတရားဓမ္မတွေကိုဆောင်ထားတဲ့ပုံစံတွေကိုတံပိုးထားနေကြတော့မယ်။အဲ့ဒီတံပိုးထားနေတာဟာအလုံးကိုကောင်းတဲ့အစဉ်လာတခုလို့ဒီလိုမှတ်ရအောင်။တို့လုပ်တဲ့အလုပ်ဟာဓမ္မကိုပူဇော်တာဖြစ်တဲ့အတွက်ကြောင့်ဒီအစဉ်လာကြီးတခုမပြတ်အောင်တို့ကြိုးစားအားထုတ်နေကြတာမလားလို့ ဘလို့ကြည်လန်းဝမ်းသာစရာကောင်းတယ်။အေးတော်တော်ကြာကြာတော့ပြောလိုက်မယ်အလွတ်မကျက်နဲ့သိရင်ပြီးရောဆိုတဲ့လူစုကအများကြီးပဲဗမာပြည်ထဲမှာလည်းရောက်နေပြီ။နော်အလွတ်ကျက်စရာမလိုဘူးစောင်းတွေရှိတယ်။ဟမ်ကွန်ပျူတာတွေပေါ်လာပိုးတော့ဆိုးလာသေးတယ်နော်။ကွန်ပျူတာတွေကနေပြီးတော့ဟုတ်လားတစ်ချက်နှိပ်လိုက်လို့ရှင်ပေါ်လာတယ်ဆိုပြီးတော့အလွတ်ကျက်စရာမလိုဘူးတွေဖြစ်လာ။ဆက်ပြဲရင်သွားပြီအဲ့ဒီလူတွေနော်။ကွန်ပျူတာဆက်ပြဲမဲ့မီးမလာဘူးဆိုရင်တော့ဘာတော့နှိပ်တော့မလို့မဟုတ်တော့ထိုင်ရုံပဲနော်။ အေးဗမာဘုန်းကြီးတွေကြတော့တို့ကမေးလိုက်တဲ့အခါကျတော့ချက်ချင်းဖြေနိုင်တယ်ဘယ်နှမှာရှိတယ်ဒီစာပိုက်ချက်ချင်းဖြေနိုင်တယ်ရှားပေးနိုင်တယ် reference တွေကိုစာကြည့်လိုက်တော့တခါတလေသွားเสียမလို့ဘူးချက်ချင်းတန်းပြောနိုင်တယ်ဆိုတော့အံ့တော့အားနေအဲ့ဒီလိုအံ့တော့မင်းတို့လုံးမလားဆိုတော့မလုံးချင်ဟမ်နောက်ဘဝမှာပမာပြေလူဖြစ်မှမယ်အရာကျက်တော့မယ်ဆိုပြီးတော့အရာကျက်ရမှာအလွန်ကြောက်ကြတယ်အဲ့ဒီ အတွေးခေါ်ရေးတစ်ခုဗမာပြည်မှာကူးဆက်လာမှာခေါ်ရေးတွေကအမတန်မှစိုးရိမ်ဒါကြောင့်မို့လို့အခုလိုတိပိတကတရပုဂ္ဂိုလ်ဇူးတွေပူဇော်ပေးရမယ်ဓမ္မကိုပူဇော်တာပဲရင်နဲ့နှလုံးသားထဲမှာတရားကိုဆောင်ထားနိုင်တယ်ဆိုတာငဲတဲ့တန်ဖို့မဟုတ်ဘူးအခုကြည့်တိပိတကတရဆိုတဲ့ဝေဒူးရဖို့ရအတွက်စာမျက်နှာပေါင်း6026မျက်နှာเนาะ အချင်းချုပ်ပြီးတော့ရေးထားတယ်6026ညနာဒါကဘယ်နှစ်လောက်လုံးရတော့ဆိုအနည်းဆုံး10နှစ်အနည်းဆုံး10နှစ်ကြီးတယ်ပို့ဖို့ပဲရှိတယ်ပေါ့အဲ့ဒါအလွတ်ကျတယ်ဆိုတာရတာကိုရွတ်ထားလားလဲဆိုမဟုတ်ဘူးနော်တချို့ကနိုင်ငံသားတွေကိုရှင်းပြောရသေးတယ်တို့စီကတိပိတကဒရဆိုတာအလွတ်ရွတ်ပြီးဘာမှမသိတာမဟုတ်ဘူးနောက်ကပါသေးတယ်တိပိတကဒရ နောက်ကတိပိတကကောဝိဒဆိုတာကောဝိဒဆိုတာကျွမ်းကျင်သူလိမ္မာပန္နသူလို့ဒီလိုဆိုလိုတာ well vast and တိပိတက well vast ဖြစ်သေးတယ်အမတန်မှကျွမ်းကျင်တယ်အတိတ်တွေကိုအကုန်ဖော်ဆောင်နိုင်တယ်ရှင်းလင်းပြောကြားနိုင်တယ်နှုတ်ကရလို့ရွတ်တဲ့ရရွတ်မဟုတ်ဘူးဘွဲကနှစ်ခုရှိတယ်တိပိတကဒရာတိပိတကကောဝိဒကောဝိဒဆိုတာဒီ 8026မျက်နာထဲမှာပါတဲ့တိုက်ရဲ့အဓိပ္ပာယ်ကမကဘူးကောမိတာအကြောင်းအထက်ကထားပေါင်းဒီ52အုပ်ထဲကသက်ဆိုင်ရာအထက်ကထားတွေကိုလေ့လာရတယ်တီကာပေါင်း36အုပ်ထဲကသက်ဆိုင်ရာတီကာအဖွင့်တွေကိုလေ့လာရတယ်အထက်ကထားတီကာအဖွင့်တွေကဒီမေးတာအဲ့တော့ကောဝိဒအဆင့်ဆိုတာခုနက8026မျက်နာတဲ့ဘုဘက်ရောက်သွားတယ်စာမျက်နှာကောင်မြောင်များစွာ အဲ့ဒါတွေကိုဖတ်ရှုလေ့လာပြီးတော့မှတိပိဋကတရတပါးတိပိဋကကောဝိရဆိုတာပေါ်နိုင်တာဖြစ်ပါလေဒီလိုပုဂ္ဂိုလ်မျိုးမှာအာဇာနည်မခေါ်ရင်ဒီပြင်ပုဂ္ဂိုလ်ဘယ်လိုလုပ်အာဇာနည်ခေါ်မလဲအင်မတန်များလာတဲ့တိပိဋကတွေပိဋကရဲ့တရားဓမ္မတွေကိုနှလုံးသားထဲမှာထည့်ထားနိုင်တယ်ဆိုတာလည်းလည်းဆိုင်တတိလားနော်လည်းလည်းဆိုင်တတိမဟုတ်ဘူးအတိဗေနဲ့ငကွာလေးလေးနက်နက် ယင်းနဲ့နှလုံးထဲမှာဆောင်ထားတဲ့ပုံကိုယ်ကြီးဒါကြောင့်မို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဓမ္မကိုအလေးကလူပြုခဲ့တယ်ဓမ္မမြင်မှငါ့ကိုမြင်မယ်ဒါမရှိတဲ့နောက်ဓမ္မသေးတာလည်းနင်တို့ဆရာဆိုတဲ့ညှန်းဆိုချက်တွေနဲ့အမှန်တမ်းလိုက်လျောညီစွေတို့တွေကဓမ္မကိုပူဇော်ကြရတယ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ကြိုးစားအားထုတ်နိုင်ကြပါစေခွန်မဒီ Thank <laughs> <laughs> you.